မဲလာပါဗျာအိမ်မြမရှင်တွေကနေပြန်လဲကြိုးဆော်လိုက်ပါတယ်ဒီဗီဒီယိုမှာတော့ voice account ဖွင့်တဲ့နေ့နဲ့ ID verify လုပ်တဲ့နေ့တွေကိုမျှဝေပေးပါမယ်အကောင့်ဖွင့်တဲ့နေ့နဲ့ ID verify လုပ်တဲ့နေ့တွေကိုမပြောခင်မှာ voice ဆိုတာပါလေဘာတွေလောက်လို့ရလဲဆိုတာကိုနေ့နေ့ရှင်းပြပေးပါမယ် white ဆိုတာကငွေလွှဲခြင်းနဲ့ငွေကြေးစင်ရဝန်ဆောင်မှုတွေကိုပေးတဲ့ UK မှာအခြေစိုက်တဲ့ကုမ္ပဏီတစ်ခုပါ white ကိုသုံးပြီးတော့ငွေလဲခန္ဓာတွေငွေလိတာတွေကိုလုံလို့ရပါတယ်ပိုကောင်းတဲ့အချက်ကတော့ဘေးနင်ငံကိုမဆိုးငွေလိခနည်းနည်းလေးနဲ့မြ мян ဆန်ဆန်ပြပေါ်နိုင်ပါတယ် white အခောက်ရှင်းရှင်းငွေလွှဲရင်တော့ငွေလိခကြတဲ့မှာမဟုတ်ပါဘူးနောက်တစ်ချက်ကတော့ white account တစ်ခုထိမှမတူညီတဲ့ငွေကြေး၄၀လောက်ကိုတင်စေထားလို့ရပါတယ် ဆိုလိုတဲ့တဘောက wise account တစ်ခုတည်းမှာ thai bank account us dollar account singapore account စတဲ့မတူညီတဲ့ငွေကြေးတွေကိုတင်စေထားနေပါတယ် wise ကနေ credit card တွေလေးပဲကျွန်တော်တို့ရှောက်လို့ရပါသေးတယ်ဒါပေမဲ့တချို့နိုင်ငံတွေမှာတော့မရသေးပါဘူးငွေတွင်းငွေထုတ်ဖို့ bank account ကိုအသုံးပြုနေတယ်လို့ visa card တို့ master card တို့ကိုလေးပဲအသုံးပြုနေပါတယ်ကျွန်တော်အနေနဲ့ပြောရရင်တော့ wise account တစ်ခုကတော့မဖြစ်မနေဖွင့်ကိုဖွင့်ထားတဲ့နေလို့မြင်ပါတယ်ဆိုတော့ကျွန်တော်တို့ wise account ဖွင့်တဲ့နေကိုစစ်သွားကြရအောင်ပါ အကောင့်ပိုင်းနဲ့ပဲဆိုရင်တော့ Play Store ကနေပဲဖြစ်ဖြစ် App Store ကနေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ Wise App ကိုတောင်းလောင်းဆွေးပြီးတော့အကောင့်ပွင့်နိုင်တယ်လို့ကျွန်တော်ပေးထားတဲ့ဒီအောက်က link ကနေလေးပဲကျွန်တော်တို့အကောင့်ပွင့်နိုင်ပါတယ်ကျွန်တော်ပေးထားတဲ့ link ကနေအကောင့်ပွင့်ရင်တော့ဘာဖီးမှပေးစရာမလိုဘဲနဲ့ဘတ်2000အထိဒါမှမဟုတ်ဘတ်2000နဲ့ညီမျှတဲ့တခြားငွေကြေးတွေကို transfer လုပ်နိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဖုန်းမှာတော့ဒါ Wise ရဲ့ application ကိုကျွန်တော် download ဆွဲပြီးသားပေါ့နော်ကျွန်တော်အဲ့ဒီ app လေးကိုကျွန်တော်တော့ဖွင့်လိုက်ပါမယ် ပြီးပါရင်တော့ကျွန်တော်ဒီနေရာမှာ register ဆိုတဲ့ဟာလေးကိုကျွန်တော်တချင်နိုင်ပါမယ်ပြီးဒီခါကျရင်ကျွန်တော်ဒီမှာအကောက်ဖွင့်မဲ့ကျွန်တော်ရဲ့ email ကိုထည့်ပါမယ်ကျွန်တော်ရဲ့ email ထည့်ပြီးတော့အကကျွန်တော် continue ကိုဆက်သွားပါမယ်ပြီးရင်တော့ကျွန်တော်ဒီနေရာမှာ open email to approach ဆိုတဲ့ဟာလေးကိုနိုင်ပြီးတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ခုန Gmail ထည့်ထားတာဖြစ်တဲ့ Gmail ကိုနိုင်လိုက်ပါမယ်ကျွန်တော်ကျွန်တော် Gmail Gmail အထည်ကိုရောက်သွားပါလိမ့်မယ် တော့ကျွန်တော်တကယ်လို့ဒီ gmail ဒီ email ကမဝင်သေးဘူးဆိုရင်ပေါ့နော်ကျွန်တော် refresh နေနေဒီလိုမျိုး switch ချလိုက်ပါဆိုတော့ကျွန်တော်တော့ဒီမှာဒါ voice ကနေပို့ထားတဲ့ကျွန်တော် email design ဝင်နေပါတယ်ဒီနေရာမှာကျွန်တော်ဒီမှာ confirm email address ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တော့ browser တစ်ခုကိုရွေးပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော် set သွားလိုက်ပါမယ်ဒီလိုဆိုရင်တော့ကျွန်တော်တော့ email က confirm ဖြစ်သွားပါပြီဆိုတဲ့အခါကျရင်ကျွန်တော်ခုနနေရာကိုပြန်သွားပါမယ် ပြီးတဲ့ခါကျရတော့ကျွန်တော်တို့ဘလို့အကောင့်မျိုးစာဖွင့်မလဲဆိုတာမေးပါတယ်ကျွန်တော်ကတော့ဒီမှာ personal account ပဲဖွင့်ပါမယ်ဆိုတော့ကျွန်တော် personal account ကိုနိုင်လိုက်ပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ဘယ်မှာနေထိုင်လဲဆိုတဲ့အကိုမေးပါတယ်ကျွန်တော်ကတော့ထိုင်နေကမှာနေတာဖြစ်တဲ့အတွက်ထိုင်ကိုရွေးလိုက်ပါမယ်ပြီးခါကျရတော့ကျွန်တော်တို့ဒီမှာသူရဲ့ဒါထိုင်နေကမှာရနိုင်တဲ့ဒီအခွင့်အရေးတွေမရနိုင်တဲ့အခွင့်အရေးတွေပေါ့နော်ကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်ဒီမှာရေးထားပါတယ်ပြီးခါကျရင်ကျွန်တော် continue ကိုတွားပြီးတော့ဒီနေရာမှာဖုန်နံပါတ်ထည့်ပါမယ်ပြီးတော့ကျွန်တော်တို့ send code ကိုနိုင်လိုက်ပါမယ် ဒီနေရာမှာတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်ထိကိုဝင်လာတဲ့ဒီကောင်းနံပါတ်ရှောင်းလုံးကိုထိပေးလိုက်ပါမယ်။ပြီးခါကျတော့ကျွန်တော်တို့ဒီ voice account အတွဲပေါ့နော်ကျွန်တော် password တက်မှတ်ရပါမယ်။အနည်းဆုံးကတော့ကျွန်တော်တို့ကိုလုံးဖိရမှာဖြစ်ပြီးတော့ဒီမှာဒီ AKR တွေနံပါတ်တွေလေးပါရမယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီနေရာမှာ password တက်မှတ်လိုက်ပါမယ်။အနည်းဆုံးကျွန်တော်တို့ကိုလုံးထိပါ password ထိပြီဆိုရင်တော့ကျွန်တော်တို့အောင်လာလေးက dump ကိုနှိပ်ပေးလိုက်ပါ။ ဒီနေရာမှာပဲကျွန်တော်တို့ notification ကိုဖွင့်မလာမိပါတယ်။မဖွင့်ရင်လည်းမဖွင့်ဘူးပေါ့နော်။ face id ရှိရလေပဲကျွန်တော်တို့ face id ကိုတစ်ခါတည်း set up လုပ်လို့ရပါတယ်။ ဒီလိုဆိုတော့ကျွန်တော်တို့ကျွန်တော်တို့စီကအချက်လေးတွေနည်းနည်းထပ်တောင်းလေးတယ်ပေါ့နော်ပို့ဆောင်ကကျွန်တော်တို့ country of residence ဆိုတဲ့ဟာမှာတော့ကျွန်တော်တို့နေထိုင်တဲ့နိုင်ငံကိုရွေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့အော်ကျွန်တော်တို့ရဲ့နာမည်ကိုပေါ့နော်အရှေ့နောက်ခွဲပြီးတော့ထည့်လိုက်ပါမယ်အန်တာ first name last name ပေါ့နော်ကျွန်တော်ကတော့ပထမအကြောင်းမှာကျွန်တော် first name နဲ့ middle name ကိုထည့်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ last name ကိုထည့်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ mini ticket တွေကိုမှတ်အောင်ဖြည့်ပေးလိုက်ပါပြီးရင်ကျွန်တော် continue ကိုဆက်သွားပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့လိုက်စာကိုထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာလိုက်စာကိုထည့်ပါမယ် ဒီမှာတော့ကျွန်တော်ရဲ့ ID မှာပါတဲ့လိုက်စာပေါ့နော်ကျွန်တော် ID မှာပါတဲ့လိုက်စာကိုကျွန်တော်တော့ထည့်ပေးလိုက်တာပို့ကောင်းပါတယ်ပြီးရင်ကျွန်တော်တော့ဒီမှာအာကိုနေထိုင်တဲ့မြို့နေရဲ့ပြီးရင်ဒါ post account ရေပို့နော်ဒါတိုင်းနံပါတ်ရေ account လေးကိုထည့်ပြီးတော့ကျွန်တော်တော့ set သွားပါမယ် confirm and continue ပေါ့နော်ပြီးကြရတော့ကျွန်တော်တို့ဒါ account ဖွင့်လို့တော့ပြီးပါပြီဒါမဲ့ကျွန်တော်တို့ ID တော့ verify တင်အောင်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့တခါတည်းဒီမှာသွားပြီးတော့ ID verify တင်လို့ရပါတယ် sim money ဆိုတဲ့ဟာနိုင်ပြီးတော့လည်းကျွန်တော်တို့ set သွားလို့ရတယ်ပေါ့နော်ဒီကိုရတော့ကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ဒီ home page ကိုရောက်တော့ပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီမှာ add money ပေါ့နော်ကျွန်တော်တို့ငွေထည့်တဲ့ဟာလေးကိုနှိုက်ပြီးတော့ကျွန်တော်တို့ဒါတစ်ခုခုနှိုက်ကြည့်မယ်ပေါ့နော်ဒီလိုမျိုးနှိုက်လိုက်ရင်ဒါ ID verify တင်တာပေါ်ပေါ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဒါတစ်ခုခုရွေးလိုက်မယ်ကျွန်တော်တို့ payment တင်ပါလိမ့်မယ်ကျွန်တော်တို့ တခုခုရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီညမှာတော့ဘတ်တထောင်ဆိုပြီးတော့ရိုက်ထည့်လိုက်ရိုက်ထည့်ကြည့်မယ်ဖေးမဲမဲတင်းမှာကျွန်တော်ဒီအာဒီပီကတ်နဲ့ပေါ့နော်ကျွန်တော်ဒီကျွန်တော်မှရှိတဲ့ဒီအာမစတာကတ်နဲ့ကျွန်တော်ငွေချေကြည့်မယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးကျွန်တော်နှိုက်ကြည့်ပါမယ်ဒီမှာကျတော့ကျွန်တော်တို့ငွေရှင်နေတဲ့ဒါနေလန်ဒီအများကြီးရှိပါတယ်ကျွန်တော်တို့ဘဏ်ကတ်နဲ့လည်းရှင်းရရတယ်ဘဏ်အကောင့်နဲ့လည်းရှင်းရရတယ်ပေါ့နော်အာဒီ sweet transfer နဲ့လည်းရတည်တယ် credit card နဲ့လည်းရပါတယ် ဖီးနေရတာတခုနဲ့တခုတော့မတူဘူးပေါ့နော်နောက်ပိုင်းမှာကြာရင်ကျွန်တော်နောက်ဗီဒီယိုမှာပေါ့နော်ကျွန်တော်ဒီငွေထည့်တဲ့နေ့ကိုကျွန်တော်ပြောပြပါမယ်ဒီလိုမျိုးပြီးွားရင်ကျွန်တော်တော့ရွေးလိုက်ပြီဆိုရင်ဒါ continue ကိုဆက်သွားမယ်ပေါ့နော်ပြီးွားတော့ကျွန်တော်တို့ဒီမှာ verify your identity ဆိုတဲ့ဟာလေးပေါ်ပါတယ်ဒီမှာကျွန်တော်တော့ ID verify လောက်အားထုတ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အပေါ်မှာ ID exchange country ပေါ့နော်ဒါကကျွန်တော်တို့ရဲ့ ဥပမာကျွန်တော်တို့ကဘာနဲ့တင်မလဲပေါ့နော် passport နဲ့တင်မလားရေမောင်းလိစင်နဲ့တင်မလားအဲ့ဒီ passport တို့ရေမောင်းလိစင်တို့ကိုထောက်ပေးထားတဲ့နိုင်ငံပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်မြန်မာနိုင်ငံလေးရှိပါတယ်မြန်မာ passport နဲ့တင်လို့ရတယ်ပေါ့နော်ကျွန်တော်လည်းဒါမြန်မာ passport နဲ့ပဲတင်ပါဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အဖို့အဆုံးက ID issuing country ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့မြန်မာဆိုပြီးတော့ရေးချလိုက်မယ်ပြီးရင်မြန်မာနိုင်လိုက်မယ်အောက်နာကကျွန်တော်တို့ document type မှာကြတော့ကျွန်တော်မှာ passport ရှိတာဖြစ်တဲ့အတွက် passport ရေးလိုက်ပါမယ်ဒီမှာအများကြီးရှိရပေါ့နော် ကျွန်တော်ကြိတ်တန်နဲ့တင်လို့ရပါတယ်။ဒါကတော့ passport နဲ့တင်မှာဖြစ်ပါတယ်။ဒီခါကျရင်ကျွန်တော်တို့ next ကိုနှိပ်ပြီးတော့ဆက်သွားပါမယ်။ဒီနေရာမှာသူကတခုမေးတာကပေါ့နော်။ကျွန်တော်တို့ပထမဦးဆုံးရွေးထားတဲ့နေထိုင်တဲ့နေကကြတော့ဒါထိုင်းနိုင်ငံဖြစ်ပြီးတော့ကျွန်တော်တင်မဲ့ ID ရဲ့ဒီနေကကြတော့မြန်မာနိုင်ငံဖြစ်နေတယ်ပေါ့နော်။အားကြောင့်မလို့ဒါနိုင်ငံမတူဘူးပေါ့လေ။အာဒါပေမဲ့ကျွန်တော်တို့ဒီမှာဆက်သွားလို့ရပါတယ်။ကျွန်တော်အောင်အောင်နာလီကဒီ continue anyway ဆိုတဲ့အားလေးကိုနှိပ်ပြီးတော့ဆက်သွားပါမယ်။ ဆက်တွေ့လိုက်တဲ့အခါမှာကြာတော့ကျွန်တော်ဒီမှာ passport ကိုတောင်းပန်ရိုက်ပေးရမယ်ပေါ့နော်ကျွန်တော် passport တော့နိုင်ပြီးတော့ passport ကိုကျွန်တော်အနီးကပ်လေးတိတိကျကျလေးရိုက်ဖို့နော်ကျွန်တော်ဒီမှာရိုက်တာနှစ်ခါသုံးခါတောင်မှရိုက်လို့မရဘူးပေါ့နော်ကျွန်တော်တော့အနီးကပ်ရိုက်လိုက်ပြီမဲ့ passport ကအဝေးပုံကြီးထွက်လာတယ်ဆိုတော့ဒီ upload တင်လိုက်တဲ့အခါမှာသူက ုံကဝေးနေတာဖြစ်တဲ့အတွက်မရတာမျိုးတွေရှိတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့တစ်ခါတစ်ခါဒါမရရင်ထပ်ရိုက်ပေါ့နော်အနည်းကပ်ကပ်လေးတေချာလေးရိုက်ပါဟောအဲ့လိုမှအဆင်ပြေတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာဒါကိုယ့်ရဲ့ဒါမျက်နှာကိုစကင်ဖတ်ရအောင်မယ်ပေါ့နော်ကျွန်တော်တို့အဲကြောင့်မလို့ကျွန်တော်တို့ဒီမှာဆက်သွားပါအောင်မယ်မျက်နှာကိုစကင်ဖတ်ပါမယ် continue ပေါ့နော်ပြန်ဒီနေရာမှာကျွန်တော်တို့နှစ်ခုရှိပါတယ်ကျွန်တော်ကတော့အပေါ်အဟာကိုဒါယူလိုက်မယ်ပေါ့နော်ကျွန်တော် automatically ပေါ့နော် တော့အပေါ်အဟာရွေးလိုက်ရင်တော့ကျွန်တော်တို့ဒူပြတ်ထားတဲ့ဒီအကွဲလေးမှာပေါ့နော်ကိုရဲမျက်နှာကိုတိတိလေးဒါထားပေးအောင်လည်းအဆင်ပြေပါပြီ။ဆက်ကကြာရင်ကျွန်တော်တို့ဒီအပေါ်က yes shake automatically ကိုကျွန်တော်ရွေးလိုက်ပါမယ်။ပြီးတော့ကျွန်တော်ဒီမှာဘေးဥပုံပုံစံလေးပေါ့နော်ကျွန်တော်အဲ့နေရာမှာကိုရဲမျက်နှာလေးကိုတိတိရှာလေးဒါထိပေးလိုက်ပါ။ပြီးရင်တူဝရတူဒါ automatic စကင်မီတာပေါ့နော်။ဒီမှာဒီကနည်းနည်းနည်းလေးကတ်ခိုင်းတာတွေရှိတယ်ဆိုတော့ဟိုမျက်နှာလေးပြပြထင်းထင်းမြင်အောင်ပေါ့နော်။နည်းနည်းလေး နီးကလေးကတ်ပေးလိုက်ပေါ့နော်ဘယ်လိုမျိုးဆိုရင်တော့ကျွန်တော်တို့ဒါ upload လုပ်နေပါပြီပြီးတော့ကျွန်တော်ဒီမှာ information လေးနေမေးသေးတယ်ပေါ့နော်ဒီမှာလေးပဲကျွန်တော်တို့တခုခုယူလိုက်ပြန်ပြီးပါပြီအာဒါထွေတူတော့ဒါတိုက်ပြီးတော့အရေးမကြီးဘူးပေါ့နော်ကျွန်တော်တို့အောက်ဆုံးနောက်ကဒီ making investment ဆိုတဲ့ဟာလေးကိုကျွန်တော်ယူလိုက်ပါမယ်ပြီးတဲ့ခါကျရင် continue ကိုဆက်သွားပါမယ်ဒါတော့အာဒါငွေဘယ်လောက်ထည့်မလဲပို့လေဟောဒီမှာလေးကိုကြိုက်တဲ့ amount ကိုထားလို့ရပါတယ်ကျွန်တော်တို့အနေအဆုံကိုထားလိုက်ပါမယ်ပြီးရင် continue ကိုဆက်သွားပါမယ် ီနေရာမှာကြတော့ကျွန်တော်ခုနကကျွန်တော်ဒါ ID 10တဲ့နိုင်ငံနဲ့နေထိုင်တဲ့နိုင်ငံကမတူဘူးပေါ့နော်ဆိုတော့ဒါတို့ဗျာကျွန်တော်ကထိမှနေတယ်တင်လိုက်တဲ့ ID ကကျွန်တော်တို့မြန်မာ passport ကြီးနေပေါ့နော်ဆိုတဲ့ခါကျရင်သူကဒီမှာထိုင်နိုင်ငံမှာနေချောင်းကိုကျွန်တော်တို့ဒီမှာ confirm လောက်ပေးရအောင်မယ်ဆိုတဲ့ခါကျရင်ကျွန်တော်ဆက်သွားမယ်ပေါ့နော်ဒီနေရာမှာလည်းပဲသူကဒီမှာထပ်မေးသေးတယ်ပေါ့နော် ကယ်လို့ပေါ့နော်ဒါဒီမှာ training ငါမှာနေနေတယ်ဆိုတော့ဒီအထောက်အထားရှိသလားပေါ့လေအဲဒါရှိရရှိတယ်ပေါ့နော်ကျွန်တော်ကကျွန်တော်မှတော့ရှိတာဖြစ်တဲ့အတွက်ကျွန်တော် yes ကိုနှိုက်လိုက်ပါမယ် ရှိဘူးဆိုရင်ကတော့ကျွန်တော်ဒီ no ဖြစ်ဖြစ်တခုခုဖြစ်ဖြစ်နိုင်ကြည့်ကြည့်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမပြုတ်တတ်ဘူးဒါပေမဲ့ကျွန်တော်မှရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော် yes ကိုနိုင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တော့ဟိုဆက်သွားကြည့်မယ်ပေါ့နော်တင်ရတင်လို့ရတဲ့ဟာတွေကတော့ကျွန်တော်အများကြီးပေါ့နော် passport တွေလေးရှိတယ် driver license တွေရှိတယ် national id တွေရှိတယ် resident permit တွေရှိတယ် visa တွေလေးရှိတယ်ပေါ့နော် visa နဲ့လည်းတင်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ passport မှာ visa တွေရှိတယ်ဆိုရင်အဲ့ဒီ visa ကိုတပ်ပုံရိုက်ပြီးတော့လေးတင်လို့ရပါတယ်အဲဆိုတော့ကျွန်တော်မှတော့ဒါကုလိုလိုစီပေါ့နော် passport မှာဒါ visa ကောင်းနေတယ်ဆိုတဲ့ခါကျရင်ကျွန်တော် visa နဲ့တင်လို့အဆင်ပြေဘူးအဲ့ခါကျရင် င်တော့မှဒီ driver license လည်းမရှိဘူးဒါ technical ထောက်ပေးထားတဲ့ passport လည်းမဟုတ်ဘူးပေါ့နော်ဆိုတဲ့အခါကျရင်ကျွန်တော်တင်စရာကတော့ဒီ national id ပေါ့နော် national id ကကျွန်တော်တကယ်တော့ national id အစ်စ်တော့မရှိဘူးလေကျွန်တော်တို့မှာဒီပန်းရောင်ကတ်ပဲရှိတယ်ဒီပန်းရောင်ကတ်ဆိုတာလည်းဒီ non thai under id ပေါ့လေကျွန်တော် technical မှာနေတဲ့ဒီ thai technical တာမဟုတ်တဲ့လူတွေကန်ရတဲ့ကတ်ပေါ့နော်ဆိုတော့အကောင့်နဲ့ကျွန်တော်တင်ကြည့်ကြည့်ပါမယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ national id ကိုကျွန်တော်ယူလိုက်ပါမယ် driver license ဆိုတော့ဘူကောင်းတယ်ပေါ့နော်ဒီ technical မှာ လောက်ထားတဲ့ driver license ရှိရတော့ပို့ပြီးတော့အဆင်ပြေပါတယ် visa ရှိရလေးရပါတယ် visa ပုံကတပ်ပုံရိုက်ပြီးတော့တင်ပေးလိုက်ပါကျွန်တော်မှာတော့ဒီ national id ကိုဒါရွေးပြီးတော့ကျွန်တော်ဆက်သွားကြည့်ပါမယ် ီနေ့မှာကျွန်တော်တို့ option ကနှစ်မျိုးရှိပါတယ်ဒီကျွန်တော်တို့ရဲ့ indigo paraffin လောက်ဖို့အတွက်ပေါ့နော်ဒီ upload file ရှိတယ်ပြီးရင် send document ရှိတယ်ပေါ့နော်ဒီအောက်က set document ကကြာတော့ကျွန်တော်တို့ဓာတ်ရိုက်ဓာတ်ပုံရိုက်တာဖြစ်ပါတယ်အပေါ်ကဒီ upload file ကကြာတော့ကျွန်တော်တို့မှာရှိပြီးသားပုံတွေကိုပေါ့နော်ကျွန်တော်တို့တင်ပေးတာဖြစ်ပါတယ်ကျွန်တော်ဖြစ်နိုင်မယ်ဆိုရင်ချနေမယ်ဆိုရင်ပေါ့နော်ဒီကိုမတင်မဲ့ဒီ driver license ဆိုရယ် driver license ပေါ့ဗျာအဲ့ဒီပုံကိုကျွန်တော်တို့အရင်ကိုရဲ့ဖုန်းနဲ့အနီးကဓာတ်ပုံရိုက်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ဒီမှာ upload file ကနေတွားပြီးတော့တင်လို့ရတယ်ပေါ့နော် ျွန်တော်ဒီနေရာမှာဒီ send document ဆိုပြီးတော့ကျွန်တော်ဓာတ်ရိုက်အဲဒါ scan ဖတ်ပြီးတော့ပုံတင်ကြည့်တယ်ပေါ့နော်တော့အဲ့လိုမျိုးဓာတ်ပုံရိုက်ပြီးတော့ပုံတင်ကြည့်တာဒါအဆင်မပြေဘူးပေါ့နော်ဒီကင်မရာနဲ့အနီးကထားပြီးတော့ပဲရိုက်ရိုက်ကျွန်တော်တော့တင်လိုက်ပြီးတဲ့အခါပုံက အဝေးကြီးမှာတွတ်တွတ်ပို့နေတယ်အဲဆိုတော့အစင်တိတ်ပြီးတော့မပြေဘူးနော်ကျွန်တော်တင်လိုက်ရင်အန်ဒါပုံကဝေးဝေးသွားတယ်ဆိုတော့ဟိုကဖတ်လို့မရဘူးဆိုပြီးတော့စာပြန်ပို့လာတယ်ပို့နော်ပြနေမယ်ဆိုရင်ပို့နော်အဲဒါရိုက်မရိုက်ပါနဲ့ပုံကအရင်ဒါကိုယ့်ရဲ့ဖုန်းကကင်မရာနဲ့ဒါပုံအရင်တပ်ပုံရိုက်လိုက်ပို့နော်ပြီးတဲ့ခါကြာမှဒီမှာဒီ upload တင်လိုက်ပို့နော်တော့ကျွန်တော်တော့အဲ့လိုမျိုးတင်လိုက်ပြီးပြီဆိုတာနဲ့သူကဒါ ID ဘာတစ်ပိုင်းလောက်လောက်ပြီးသွားပြီပို့နော် ID ဘာတစ်ပိုင်းလောက်လောက်ပြီးသွားပြီဆိုရင်ကျွန်တော်တော့ဒါ ဒီ wise မှာပေါ့နော်ရောငွေလွှဲတာငွေလဲခန္ဓာတွေလုံးလို့ရပြီဖြစ်ပါတယ်အဲဒီငွေလွှဲတာငွေလဲခန္ဓာတွေကိုယ့်ရဲ့ account တွေကိုကျွန်တော်တို့ဒီကိုယ့်ရဲ့ bank account ကနေပဲဖြစ်ဖြစ် credit card ဒီ debit card တွေပေါ့နော် master card တော့ဒီ visa card တို့ကနေပဲဖြစ်ဖြစ်ကျွန်တော်ဒီ account ကိုယ့်ရဲ့ account တွေကိုငွေဖြည့်တာတွေအဲအဲ့ဒါတွေကိုပေါ့နော်ကျွန်တော်နောက် video တွေမှာဒီ jar လေးရဲ့ဒါရှင်းပြလုပ်ပြပေးပါမယ်ဘယ်လိုလဲဆိုတော့ဒီ account ဖွင့်တဲ့နေ့နဲ့ဒါ ID verification လုပ်တဲ့နေ့ပဲပေါ့နော် ဒါလို့မတိတာတွေရှိသေးရေပေါ့နော်ဒီ wise အကောက်ဖွင့်တဲ့နီးနဲ့ပတ်တယ်လို့ပဲဖြစ်ဖြစ် ID paraffin လောက်တဲ့နီးနဲ့ပတ်တယ်လို့ပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့မေးစရာတွေရှိတယ်ဆိုရင်အောက်က comment မှာကျွန်တော်တို့ဖြေခေလို့ရပါတယ်ဒီလောက်ပြန်ဖြေပေးမယ်ပေါ့နော်ဒီ query wise အကောက်တွေကိုမဖြစ်တာတွေတခြားလူကိုငွေပို့တာတွေငွေပြန်ထောက်တာတွေကကြာတော့ကျွန်တော်နောက် video တွေမှာထပ်ပြီးတော့ရှင်းပြပေးပါမယ်ဟုတ်ကဲ့ကျေးဇူးကြတဲ့တယောက်ရှင်းစီတဲ့ကိုကျေးဇူးတင်ရှိပါတယ်ဗျာနောက် video မှာပြန်ဆုံတွေ့ကြရအောင်ပါ